cô ấy cô ấy mình là bà tên là mình là mình bảo mình là bà thì chưa phải là mình là bà cô xem mình là bà cô biết nhiều mình là bà nhiều bạn mình là bà cô biết mình là bà hơ hơ hand tone là hơ hơ อันนี้ในยามเป็นไงล่ะเ่าในวิธีไรักค่ะเมาเมงลาวะมามาเมงลาวะ

จาจีเมลาวะกูเย่กูเย่เมลาวะแม่หน่วยเรือเมลาเรูอมุเมลามาเต็นสาวเมลาทีนี้พพทย์ยามาก็ไปตรงบ่เนาะจาเสียสากันนะเย่พามาเมืองพมาตีพามาตีสวัสดีสิบีเดล่ะพามาตีด้วย ဟုတ်တယ်နော်ဘာမှဘာမှမသိနဲ့ကိုနေလေးဟန်မေးလာပါအဲ့ဒါပြီးတော့နှုတ်ဆက်ကိုလင်းလင်းမလင်းလင်းလားကိုလင်းလင်းလားမင်္ဂလာပါပြီးတော့နှုတ်ဆက်တော့မယ်နော် ဒီတပတ်တင်ပနာနောက်ရှိကောင်းချစီစာအုပ်ရဲ့အပိုင်း၃နေနဲ့မြကျွန်းတောင်မွေးဖွားခြင်းဆိုတာလေးကိုဆက်ပြီးဖတ်ပြချင်ပါတယ်။တလဲတွေတတိယအငိမ့်ကို1982ခုနှစ်ရဲ့နိုဝင်ဘာလမှာရိုက်ကူးထုတ်လွှင့်ခဲ့တယ်။အရင်ကရခဲ့တဲ့စိတ်ကူးပေါ်ခြေခံပြီးပြက်လုံးခွင်တွေကိုဇက်လန်းတုံလေးတွေလိုလုပ်ခဲ့တယ်။မင်းသမီးတချင်းကိုလည်းတပိုက်ဆိုပြီးတာနဲ့နာအငိမ့်ထုံးစံခြေစင်းအရှိရေမဆိုးစီတော့ဘဲနဲ့ ဆိုရင်လည်း9မိနစ်လောက်ကုန်တော့မှာကိုခတ်တူတူနှစ်ချောင်းလောက်နဲ့ဖွင့်တဲ့မြမြူးတက်တက်တချင်းတွေကိုရေးခဲ့တယ်။ကျွန်တော်ကိုယ်တိုင်ရေးခဲ့တဲ့ကျွန်တော်ရဲ့ပထမဆုံးအငိတ်တချင်းပန်းရေကုန်နဲ့ပလဲသွေတတရားအငိတ်ကို ဖွင့်လင်းနိုင်ခဲ့တယ်။အလှပန်းဝေလို့ဖြာညချမ်းမြေအလှစင်တစီယာจิตရာပွာမေတ္တာထား တောတက်ကသူမောင်မယ်များတွေဝမ်းမြောက်လို့လေဥညွပန်စင်နေတင်းပြန့်ထုံထုံရနံ့မွှေးစုံတန်းရကုံတွင်းကလေးဒုံမြလူငယ်မောင်မယ်တွေလှန့်ထွက်ပေါ်လာပြီအကာများရဲ့အလှများရဲ့ဟာတများရဲ့စုံလင်ပြီကြည်လေးရှုလေးချစ်ဆွေတို့ရဲ့ညီကိုများတွေညီမများတွေဂီတာတစ်ချင်းနဲ့ဖျော်ပြနေဦးညွတ်တို့လေးခုံးစင်ပနာချွေး ဒီတချင်းကိုစာသင်ခန်းထဲမှာရေးခဲ့တာပါရေးကျင်စိမ်ရှိလို့သာရေးလိုက်တဲ့ဂီတသင်ဂီတတွေကျွန်တော်မတက်ပါဘူးဘတ်တလာလေးမတောက်တစ်ခေါက်ဒီတက်ပါတယ်ဂီတာကတော့အတန်မီတာထက်နည်းနည်းလေးပဲတာတာပါဒါကြောင့်ဒီတချင်းကိုခောက်ခောက်ရုပ်ပြီးအလွတ်ချက်ခဲ့ရပါတယ်ဒီနေရာမှာကျွန်တော်အကူအကြီးဆုံးကိုဝနောက်ပွင့်လုံကိုကျေးဇူးတင်ရမှာပါသူကကျွန်တော်တချင်းကိုဂီတသင်ဂီတနဲ့ရေးပေးတယ်လို့တချင်းအတော်အင်ထရိုကိုပါဖြည့်ဆွဲပေးခဲ့သူပါ အဲ့ဒီအချိန်ကစလို့ကျွန်တော်ကဂီတသင်ဂီတတွေကိုနားလည်တက်ကြွချင်းလာပြန်ပါတယ်တက်ချင်းတစ်ပုဒ်ကိုပဲဖြစ်ဖြစ်တီလုံးတစ်ခုကိုပဲဖြစ်ဖြစ်ဂီတသင်ဂီတနဲ့တက်သူနဲ့မတက်သူရေးဖွဲ့တာချင်းတော်တော်ကွာခြားပါတယ်တူတူပြောရရင်ကျွန်တော်ရသမျှတက်ချင်းအလုံးကိုဂီတသင်ဂီတနဲ့ရွတ်ဖတ်ကြည့်ခောက်ခောက်ဆိုကြည့်ခြင်းအားဖြင့်ဒိုရီမီပါရီနဲ့ယင်းဒီအောင်လောက်ခဲ့ရပါတယ်ကျွန်တော်တကယ်ချင်းတွေကတော့ပွားစီပွားစီလုပ်နေတဲ့ကျွန်တော်ကိုယူသားပြီလို့ထင်ခဲ့ကြပါရောလား သူတို့ထင်မယ်ဆိုထင်ကြပါပဲဆိုပါတော့နယ်ရနီတချင်းရဲ့တမ်းများပိုက်ဆိုရင်ချမ်းချမ်းမမချမ်းချမ်းဒါဒါဒီရန်ကစီမီအဲ့ဒါဟာကိုဂီတကင်ရတာနဲ့ဆိုရင်လာလာမီမီလာလာမီမီလာဆိုလာတီလာလို့ပြောရမှာဖြစ်ပါတယ်။တချင်းတစ်ပုံလုံးကိုဒိုရီမီပါနဲ့အပြန်ပြန်အလန်လန်ရွတ်နိုင်လောက်အောင်တော်တော်ကြီးချက်ခင်ရပါတယ်။ကျွန်တော်စိတ်ထဲမှာစာချက်တလိုမျိုးခောက်ခောက်ရွတ်ဖတ်ခြင်းအပြင် ီအတန်တွေကျွန်တော်နဲ့ရင်းနှီးလာမယ်လို့ယုံကြည်ခဲ့ပါတယ်။ဒီကျိုးကျေးဇူးကိုခုတတိကျွန်တော် ခံစားနေရပါတယ်။ရုပ်မြင်တန်ကြားကြောညာတချင်းပေါင်း150ကျော်ရေးနိုင်ခဲ့တာကသက်သေပါပဲ။ဝီရိယကျိုးလို့ပဲဆိုချင်ပါတော့တယ်။ပလဲတွေတတရာငိမ့်ကရုပ်ပြင်တန်ကြားမှာနှကားပြန်လွှင့်ရတဲ့အထိအောင်မြင်ခဲ့ပါတယ်။အဲ့ဒီချိန်ထိဘယ်တက်ကတော့ငိမ့်မှာ TV မြိုက်ကြသေးပါဘူး။ ဝါဒနာရှင်နေအနေနဲ့ဖွဲ့စည်းပြီး တက္ကပရိသာရိုက်ကူးလာတဲ့မိုးနဲ့သူစားအဖွဲ့လဲပေါ်ပေါက်လာတယ်။ပလဲသွယ်တတိယညရဲ့ကရက်ကတက္ကသိုလ်တော်တော်များများကိုရိုက်ခတ်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ကြီးရဲ့ကက်ကော်များအဖွဲ့ကတခန့်ရပြဆက်ဆက်မှုတက္ကသိုလ်ဆွဲတော်ရိတ်ညင်အညစ်ရန်ကုန်တက္ကသိုလ်လှိုင်းနေမြေရင်းဖွဲ့စီပါရေးတက္ကသိုလ်စကားပြူဖွဲ့ရန်ကုန်တက္ကသိုလ်ဘိုးတထောင်နေမြေရဲ့တခန့်လုံးရှိအဖွဲ့တို့အသီးသီးရုပ်မြင်သံကြားရိုက်ကူးခဲ့ကြပါတယ်။ ။ဒီနေ့မှာကျွန်တော်တို့တက္ကသိုလ်ကိုတင့်ဆွေတင့်ဆွေခေါ်ဆုတ်ချွန်ရောက်လာပါတယ်။တောင်းနှုတ်ဖို့ရောက်လာရင်ကလင်းထွန်းနဲ့စကားဆက်မိပြီးသူဟာရန်ကုန်တက္ကသိုလ်လှိုင်းနယ်မြေကလူပြက်တရားအခုတော့စီဝါရေးတက္ကသိုလ်ဗာနိစာကျောင်းသားတင်းခွဲလူရှင်တော်ဆိုတာကိုသိလာရတယ်။ဘာကြောင့်လဲဆိုရင်ရန်ကုန်တက္ကသိုလ်လှိုင်းနယ်မြေအမှုပညာအသင်တာဝန်ခံဆရာဆရာမတွေကသူ့ကိုအမြင်မကြည့်ကြပါဘူးဒီလိုပဲစီးပွားရေးတက္ကသိုလ်အမှုပညာအသင်ကဆရာတွေကလည်းသူ့ဘောအမြင်မရှင်းကြပါဘူး ီကိစ္စကကျွန်တော်နဲ့မသက်ဆိုင်ပေမဲ့တွဲဝိုက်ပတ်သက်တယ်လို့ဖြစ်နေတဲ့အတွက်သူ့ပြဿနာကိုတူတူလေးတင်ပြပါရစေ။စုံချုံးပိန်ပိန်တက်တူချွတ်ပြုံးတို့ကရန်ကုန်တက်ကတူနိုင်ငံပြည်ကလူရှင်တော်တွေပါသူတို့ကိုတင် जा ပေးသူတွေကတော့ရန်ကုန်တက်ကတူပင်မကနောင်တော်ကြီးများဖြစ်ပါတယ်။အခုချိန်မှာပင်မနဲ့လိုင်နေမြေအဆင်မပြေဖြစ်နေပါတယ်။တခါပင်မနဲ့စီးပွားရေးကလည်းအဆင်မပြေဖြစ်နေပါတယ်။စုံချုံးကဘာမှမသိပါဘူး။ ကနေရင်ဂျင်းတဲ့သူပါဇက်တွေထဲတောင်လိုက်ကနေတဲ့သူပါဒီတော့ပင်မာကြီးကလူတွေနဲ့တွဲပြီးရက်ွက်ပွဲလေးတွေနဲ့ဖျားပွဲလေးတွေလိုက်ကြရပါတယ်အဲ့ဒီမှာနေနိုင်နေမြေဖွဲ့သားတွေကရောစီပါရေးတက်ကသူကပါဆုပ်ချွေးကိုပင်မာကြီးရဲ့လူလို့ဆွဆွဲပြီးဘိုင်းပြင်ကိုခွာထားကြတယ်ဒီတော့မကရရင်မနေနိုင်တဲ့ဆုပ်ချွေးကကျွန်တော်တို့နဲ့လာပေါင်းပါတယ်ကျွန်တော်တို့ကလည်းသွားပဲဆိုင်ရာစေးတက်ကသူအကြောင်းသားအကြောင်းသူတွေကြီးတီးတန့်ဆိုတော့မူအားဖြင့် သူတို့နဲ့ပူးပေါင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒီတော့ဆုပ်ချုပ်ကနောက်နီးလန်းတစ်ခုရှာလာတယ်ကိုပဇံနဲ့ကိုရိုက်မယ်တဲ့အဲ့ဒါကိုတော့ကျွန်တော်နည်းနည်းစဉ်းစားသွားမိတယ်လင်းတို့ကသဘောမတူဘူးကိုရီကအကြောင်းသားဆက်သမားမဟုတ်ဘူးကိုပဇံကိုပေးပြီးကြောညာစာမဟုတ်ဘူးလို့ဆိုလာပါတယ်ကျွန်တော်ကတော့ကကျင်နေတဲ့သူမဟုတ်လားဒါနဲ့ပဲမြမအတန်ဥတ္တစာစီရောက်ခဲ့ရပါတယ်ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကိုရှင်းပြတော့ဥတ္တစာကတက်သူပေါင်းစုံပါဝင်တဲ့အငိမ့်တစ်ခုလောက်ချင်းကြောင်း လူစင်းပေးလိုက်မှာဖြစ်ကြောင်းစီယုံပေးစီခြင်းကြောင်းပြောလာပါလေရောဆောကျုံကမဆိုင်မတော်သဘောတူလိုက်ပြီးသူလိုက်လံဆက်သွဲဖို့တောင်းဝန်ယူလိုက်ပါတယ်ကျွန်တော်ကတော့နည်းနည်းငောင်သွားတယ်အเจ้าကကျွန်တော်နဲ့သဘောထားချင်းတူမှာမဟုတ်တဲ့လူတွေနဲ့တွဲရတော့မှရဲကျွန်တော်လှုပ်ချင်တဲ့ပြက်လုံးပုံစံဖြစ်မလာမှရဲကိုတွေးပြီးစိုးရင်မိသွားတယ်ဦးသစ္စာပေးလိုက်တဲ့လူစင်းထဲမှာကတော်ပဲဆိုင်ရာဈေးတက်ကသူကဇာကနာစီပါးရေးတက်ကသူကကိုကမောင်မြင့်ခေါ်မောင်မြင့်တာ စမ်းမှုတက်ကသူကခြွန်ဆက်ရန်ကုန်တက်သူပင်မကကြွက်ပြုံးလို့ပါဝင်နေမင်းသမီးကတော့ပင်မကြီးကိုအဓိကထားစီခြင်းပါတဲ့စုပ်ချွန်းကတော့သူမပါပါမဲ့တက်ကြွနေတာပဲသူ့စိတ်ကိုကျွန်တော်ရိုက်မိနေရိပ်မိနေတယ်ချွန်ဆက်ကလည်းနှင်းဆက်တိုက်ဆောင်ပေးခဲ့ကြလို့ဒီနေ့အပြင်ကဖြေရမယ်။အဲ့ဒီမှာထက်ကြရင်ចောင်းထွက်ရတော့မှာဒီတော့အငိမ့်ကမဲ့ကိစ္စကိုတေချာပေါက်ရှောင်ပါပဲ။ဒါဆို အခွင့်အလန်းအကောင်းဆုံးကဆုတ်ချွန်းမှာတပါမရှိသို့တော်လည်းပဲတဲ့ အဲတဲ့ဆိုတာလို့စုတ်ချုံကြောက်တဲ့လူတယောက်ရှိနေပါသေးတယ်။ကိုကပောင်မြင့်ခေါ်မောင်မြင့်တာပါ။ကိုကပောင်မြင့်နဲ့စုတ်ချုံကတက်ကလေးတစ်ခုတည်းကဖြစ်နေတယ်ပြီးတော့တခါစင်မော်မှာအလောက်ပြက်ကြတဲ့သူချင်းတူနေတယ်။ကိုကပောင်မြင့်ကတကြံမင်းသားတစောင်းနိုင်မင်းသားအဆိုအကတော်သူစုတ်ချုံကအတန်ရောအကရောဘာမှမရတဲ့သူဒီတော့ရှင်းမယ်ဆိုရင်စုတ်ချုံပြုတ်သွားနိုင်တယ်။ဒီတော့စုတ်ချုံကကြွက်ပြုံးကိုအားကိုးတယ် ရန်ကုန်တက္ကသိုလ်ပင်မကြီးရဲ့ခေါင်းစဉ်အောက်ကနေစုပ်ချွန်းကိုပါဝင်ခွင့်ပေးဖို့ပါပဲ။ဒီဆုံးဖြတ်ကိုပေးနိုင်တဲ့သူတွေကအမှုပညာသင်ကကျောင်းသားဟောင်းကြီးတွေပဲဖြစ်ပါတယ်။ဆေးလိမ်မတော့အရက်မတော့တဲ့စုပ်ချွန်းကအဲ့ဒီကျောင်းသားတွေကိုအရက်ဆိုင်ကိုသွားပြီးစီးရုံနေရရှာပါတော့တယ်။အဲ့ဒါနဲ့တစ်ချိန်တည်းမှာပဲဇာကနာဆိုတဲ့ကျွန်တော်ကကိုကပောင်မြင့်နေထိုင်ရာဆန်ချောင်ကျွန်းတော်လမ်းကတစ်တော်ဝင်တဲ့ line ကိုရောက်နေပါတယ်။ကိုကပောင်မြင့်ကသူ့အမတော်ဆက်သူမမသွဲတွေအိမ်မှာနေထိုင်နေခြင်းဖြစ်တယ်။ ျွန်တော်ကမတ်တွယ်ရောသူ့သမီးမက်မေလွင်လွင်ကိုနဲ့ရောသူ့ခင်မွန်ကိုနဲ့ရောရင်းနှီးခဲ့ပါတယ်။စရင်တောင်းရင်တရင်တိုးခဲ့တယ်လို့ဆိုနိုင်ပါတယ်။ကိုုံးကစစ်တူရင်ဝါသနာကြီးပါတယ်။ကျွန်တော်နဲ့သူကစစ်တူရင်ကြောင့်တအားကိုဖွဲ့ချခဲ့တယ်။ကျွန်တော်နဲ့မတ်တွယ်ကရုပ်ရှင်ကြောင့်တအားကိုဖွဲ့ချခဲ့တယ်။ကိုကပောင်မင်းနဲ့ကျွန်တော်တို့ကတော့ပြက်လုံးကိစ္စဆွေးနွေးရင်တော်တော်အဖွဲ့ချခဲ့ပါတယ်။ကိုကပောင်မင်းကကျွန်တော်ထက်တဘာရော့ဝါရော့ရင့်နေသူပါ။ အတွေ့အကြုံပုံများတဲ့သူဒါမဲ့အဲ့ဒီတော့ငါတက်ကတူတက်လွားမှာဘဲသွားသွားလူသိတဲ့သူကဇာကနာဖြစ်နေပါတယ်ကိုကမမင်းကကျွန်တော်ကိုအဲ့ဒီအချက်မှအားကြတယ်ကျွန်တော်ကသူ့ရဲ့တဘာကိုအားကြတယ်မန္နာပြောရရင်ကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်ပြန်လည်တုံးချဖို့ပူးပေါင်းမိခဲ့ကြတာပါကျွန်တော်နဲ့ ကျွန်တော်နဲ့ကိုခင်မောင်မြင့်သဘောတူညီမှုတွေရခဲ့ပေမဲ့စောက်ကျုံခင်မရောမပြေမလဲဖြစ်နေရှာပါတယ်။ကြွပြုံးကိုသူ့နောင်တော်ကြီးတွေကပါဝင်ခွင့်မပေးဘူးဖြစ်နေတယ်။ဘယ်မူနဲ့ရွေးတာလဲဆိုတာကိုအစမကြေဖြစ်နေကြတယ်။ဒီတော့စောက်ကျုံလည်းမရေမရပေါ့။တစ်ဖက်မှာကျွန်တော်နဲ့ကိုခင်မောင်မြင့်ကလည်းပူပေါင်းမိနေပြီဆိုတော့သူ့ကိုထားခဲ့ပြီးကျွန်တော်တို့လောက်သွားမှာကိုသူကစိုးရင်နေပြန်မှာရောဒါနဲ့ပဲစုတ်ချွန်းခင်ဗျာစိုးအတင်းနေဆွဲစီရရှာပါတော့တယ်ရန်ကုန်တက်ကတော့လှိုင်းကညိုညိုလိုင်း မင်းမကြီးကမာလာလွင် အရက်သူတွေတဲကရွှေဝါသန်းနဲ့ခင်သန်းမြင့်တို့ကိုမရရစီယုံရုပ်မြင်သံကြားရိုက်ကူးရေးတွေကုန်ကြစိတ်တွေထက်ဝင်ခိုင်းဆိုတာမျိုးတွေလောက်လာခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်နည်းနည်းရှင်းပြလိုတာကရုပ်မြင်သံကြားဌာနရဲ့အခြေအနေပါပဲ။စံတက်ထုံးလွှင့်နေရတဲ့အခါကာလဖြစ်လို့ဘတ်ဂျက်ကလည်းမရှိဝန်ထမ်းဖွဲ့စည်းပုံလည်းမရှိသေးကြပါဘူး။ ။နားရောက်ရိုက်ကူးတဲ့သူတွေက ကုန်ကြစိတ်ခံရတယ်။တကယ်လို့မြမရုပ်ပြင်တန်ကြားအစီအစဉ်ကနေထုတ်လို့ပြသခဲ့တယ်ဆိုရင်ချင်းမြင့်ငွေ10မိနစ်ကို17ကျန်တုံးပေးတယ်။နိုင်ဝက်စာအငိမ့်ကန်တစ်ခုအတွက်ဆိုရင်ချင်းမြင့်ငွေ730ရရှိမှာဖြစ်တယ်။နားရှင်ဖော်ပြရရင်စိုင်းဝိုင်းခါရန်ကကကျက်900ပေးရတယ်။တခြားဇယိတ်တွေပေါင်းလိုက်ရင်အငိမ့်တစ်ခုရိုက်ကူးဖို့အတွက်အနည်းဆုံး2000လောက်ကုန်ကြမှာဖြစ်တယ်။ အဲ့ဒါတွေကြောင့်လဲစုပ်ချုံးကရန်ပုံငွေရှာဖွေရခြင်းဖြစ်တယ်။ဒါပေမဲ့ကျွန်တော်နဲ့ကိုကမောင်မြင့်တို့ကလုံးဝလက်မခံကြတဲ့အတွက်စုပ်ချုံးတော်တော်ပြသွားတယ်။သူတို့တွေစီကပတ်စံယူပြီးကခဲ့ရင်သူတို့ကြိုက်လိုက်လို့ပြရတော့မယ်။ကိုတွေကကိုကြိုက်လှုပ်ချင်ကြတာကိုအကောင်းဆုံးအချိန်တွေကိုနှိမ့်နိုင်ကြတော့ကျွန်တော်ကိုကမောင်မြင့်တို့ပါစုပေါင်းပေါင်းဝင်မယ်။နောက်ကျန်တဲ့လူရွှေတော်နှစ်ယောက်ကိုလည်းကျွန်တော်တို့လိုပဲတယောက်150စီထည့်ဝင်ကြဖို့ဆုံးဖြတ်လိုက်တယ်။စုပ်ချုံးကတော့ သူသာပါဝင်ခွင့်ရမယ်ဆိုရင်ပတ်စံတက်နိုင်သူ PP 150မဟုတ်ဘူး900ထိထည့်ဝင်မယ်တဲ့ဒီတော့ဒီလက်ရှိအခြေအနေကိုအမှန်တိုင်းဥဒေသာကိုတင်ပြတဲ့အခါမှာဥဒေသာကတက်သူတောင်းသာတောင်းသူတွေမဟုတ်တဲ့အဖွဲ့ကိုတခြားနာမည်တခုတက်စီဖို့ ਨੇ တက်သူတောင်းသာတောင်းသူတွေရဲ့အငိမ့်ကိုတော့မြကျွန်းသာတက်သူပေါင်းစုံအငိမ့်တို့လူကြီးတွေစီမှာတင်ပြမှာဖြစ်ပြီးကုန်ကြစိတ်ကိုကြိုတင်ထုတ်ပေးဖို့ပါဆွေးနွေးပေးမယ်အကြောင်းပြောလာပါတယ် အစဉ်ပြေပြီးကမှအကြောင်းသူတွေကိုအကတင်မဲ့ကိစ္စကြတော့နည်းနည်းအဖို့ထည့်ဖြစ်ရတယ်။ဘုသစ္စာပေးတဲ့အကျဉ်းဉဏ်ကတိုက်တူအကြောင်းသူဖြစ်ပြီးအကပညာမှလည်းတော်တဲ့တီတာဝဲမှာပဲ။စုံချွန်းကသူနဲ့ရင်းနှီးပြီးသားမို့လို့ okay ကိုခမောင်မင်းကတိတ်မကြေလည်ဘူး။တီတာဝင်းနဲ့ကိုကမောင်မျိုးတို့ကတက်တူရွယ်တူတွေပြီးတော့စမ်းချောင်းတရက်ွက်တဲ့နေသူတွေနှောင်းနိုင်ပွဲတွေမှာတီတာဝင်းအဖွဲ့နဲ့ကိုကမောင်မျိုးရဲ့အဖွဲ့ကမကြမကြထိတ်တိုက်တိုးလို့ရှိတာကို ကိုကမောင်မြင့်တဘောကတော့ညညိုလိုင်းတို့မာလာတို့ကိုသူတင်နေကြဆရာတွေနဲ့ပဲတင်စေခြင်းနဲ့ဥသိစာကတီတာဝင်းကခင့်မိတယ်။ပြီးတော့တက်ကြွတယ်ငွေကြီးကလည်းမပေးရဘူးတီတာဝင်းနဲ့တင်တာဘူကောင်းမယ်လို့ဆိုလာတဲ့အခါမှာဆက်ကန့်ကွက်နေလို့မကောင်းတော့ဘူး။ဂျန်နဲ့လူရှင်တော်တွေကိစ္စနှိမ့်လိုက်တဲ့အခါမှာခြုံဆက်အစားဆုပ်ချွန်းကြွက်ပြုံးစားပိန်ပိန်တို့ကိုထည့်သွင်းကြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ပဲ1982ခုနှစ်နိုဝင်ဘာ2ရက်နေ့မှာ ရမဆုံးတက်ကတူပေါင်းစုံမြကျွတ်တာအညိတ်ကိုရိုက်ကူးကိုဖြစ်မြောက်လာပါတော့တယ်။အဒီညိတ်ရိုက်ကူးမှုကဇာကနာဖြစ်လာစေဖို့ပေါင်းနေပေးလိုက်တဲ့နောက်ထပ်အာသည်ကြီးတစ်ခုလည်းဖြစ်ပါတော့တယ်။ကျွန်တော်ဘဝအတွက်ဘယ်တော့မှမေ့မရတော့မယ်1344ခုသတင်းကျွတ်လာပြီည1982ခုနိုဝင်ဘာ2ရက်နေ့ညပါပဲ။အဲဒီနေ့ညဘက်မှာကျွန်တော်တင်ညာကြီးတစ်ခုလုံးမှာဖျောင်းနိုင်ပြီးထိထိန်ကြီးလို့ပေါ့။ မီးတကြိုဆက်ရှေ့ကျမ်းမြမကျွန်တော်ရဲ့စုတ်ချုံရဲ့ကိုခမောင်မြင့်ရဲ့တံပေါက်တထုတ်ရဲ့ကတင်းချိုင်းကုန်းတဲ့ကဆန်ဝိုင်းကိုလာဆောင်နေကြတယ်။မနေ့ပြန်တီဗီရိုက်ကြမဲ့လူပြက်ကလေးတွေကစိုးရင်ကြောင်းကြမှုတွေအကြီးအကျယ်ဖုံးလွှမ်းနေတဲ့ပြက်နာတွေနဲ့ပေါ့။ဒီမျက်နာတွေကအနာဂတ်မြန်မာပြည်တက်ကတူညိတ်များနဲ့လူရှင်တော်များစွာမွေးဖွားလာစေမဲ့စာမျက်နှာအဆလိုသာပြောရပါတော့မယ်။ညာကျွန်းသာတက်ကတူဘောင်းဆောင်အရင်ကို မင်းသမီးမာလာလွင်ညွညွလိုက်လူရှင်တော်စာကနာဆုတ်ချုံမေတ္တာပိန်ပိန်တို့နဲ့ဖွဲ့စည်းလိုက်တယ်။အကနီးပြားကတော့တီတာဝဲမှာနောက်ခံတီဝိုင်းကတော့ပင်မတက်ကသူဖွဲ့ပါပဲ။နောက်ခံဆိုကတော့နန်းစင်မအောင်ဖြစ်တယ်။ဇက်တိုင်နေရာတွေကိုတော့ညွညွလိုက်အိမ်မာလာလွင်အိမ်နဲ့တီတာဝင်းရဲ့နေတို့ကိုတတ်မှတ်ခဲ့ကြပါတယ်။ကိုစိတ်ကြပြက်လုံးတစ်လုံးစီကိုပိုင်လောက်ခိုင်းတဲ့အခါပိန်ပိန်နဲ့ဆုတ်ချုံတို့စီကအချိန်မီထွက်မလာတဲ့အတွက်ကိုကမောင်မြင့်ဖန်တီးတဲ့ပြက်လုံးနှစ်ခွင် ကျွန်တော်ဖန်တီးတဲ့သုံးခွင်ပေါင်း၅ခွင်နဲ့စခဲ့ကြတယ်။အမှန်ကကျွန်တော်လူလေကြခဲ့တာပါ။စုပ်ချုံးနဲ့ပိန်ပိန်ကပြက်လုံးတစ်ခုလောက်ဖို့ညံမထွက်တဲ့လူတွေဖြစ်နေပါတယ်။သူများရေးပေးတဲ့ပြက်လုံးဆိုရင်တော့အကောင်းဆုံးဖြစ်အောင်လုပ်နိုင်သူကစုပ်ချုံးမှာပိန်ပိန်ကတော့သူ့အတွက်ရေးပေးတဲ့ပြက်လုံးကိုတောင်မှားအောင် ပြတ်တက်လို့စုပ်ချုံးနဲ့ခဏခဏပြဿနာတက်လေးရှိတယ်။ဒီအားနဲ့ချက်တွေကိုတည်ထားတဲ့ကျွန်တော်ကသူတို့နှစ်ယောက်ကိုစာပြက်လုံးတွေရေးပေးခဲ့ပါတော့တယ်။အဲ့ဒီပြက်လုံးတွေကတော့အင်္ဂလိပ်စာဘာသာပြန်ပြက်လုံး ရုပ်မြင်သံကြားသတင်းပြန်လုံးနဲ့အဲ့ဒီအချိန်တုန်းကမြမရုပ်သံမှာခက်စားနေတဲ့ Star Parrot နိုင်ငံသားတီဝမ်ဖြစ်ပါတယ်။မြမပရိသတ်နဲ့ယင်းနေမိသားသချင်းတော်တော်များများကို TV ကနေဖျော်ဖြေတဲ့အတွက်ပရိသတ်ကြိုက်တဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ TY ကိုပုံစံတူနောက်ထပ်ပြီးပြန်လုံးများဖြစ်ပါတယ်။အဲ့ဒီပြန်လုံးတွေကိုဇက်တာရင်အမ်ကြတဲ့အခါကျွန်တော်ကဝင်းဝင်းတင်ပေးနေရတဲ့အတွက်ပြန်လုံးရဲ့ပိုင်ရှင်စိတ်ကကျွန်တော်ဖြစ်မှန်း ကိုကမောင်မြင့်ရိတ်စားသွားမိပါတော့တယ်ဒီတော့လဲအငိမ့်အဖွင့်လူရှင်တော်မိတ်ဆက်ကိုကိုကမောင်မြင့်ရေးပါဆိုပြီးလှုပ်လိုက်ရတာပေါ့ဗျာကျွန်တော်တို့အချင်းချင်းသဘောတူပြီးလူချင်းနဲ့ပင်မဲ့မချင်းတဲ့သူတွေပေါ်လာတယ်အဲ့ဒါကနောက်မှသိရတာတက်ကတူပေါင်းစုံမြကျွန်းသားငိမ့်ကိုဇာကနာနဲ့မောင်မြင့်တာချဲ့လဲနေတယ်ဆိုပြီးဖြစ်လာတော့တယ်ကိုကမောင်မြင့်ကစိတ်ဆိုးနေပေမဲ့ကျွန်တော်ကဝမ်းသာတယ်ဦးလေးတခင်တင်ဦးဘိုးတခင်စရာပြောခဲ့တယ်လို့လူတွေစိတ်ဝင်စားမှကိုเจ้าပြောကြမှာမဟုတ်လား နောက်ပိုင်းဇက်တိုက်တဲ့အခါရန်ကုန်တက်သူလှိုင်နေမြင်းဥပညာအတင်းတွင်အတွင်ရမှုဥနေဝင်းလာရောက်လိလံအားပေးပါတယ်ကျွန်တော်နဲ့တော်တော်လေးလက်ခင်သွားပါတယ်အမှန်ကရန်ကုန်တက်သူပင်မကြီးကိုစာမကြီးတဲ့စိတ်နဲ့ကျွန်တော်တို့ကိုလာအားပေးတာကိုခမမင်းကျွန်တော်နဲ့ဥနေဝင်းတို့ကအစာမကြီးရောဂါတွေနဲ့တော်တော်လေးအောင့်ခဲ့ကြပါတယ်စိုးကျွန်းလို့ပုံမမှန်တဲ့အတွက်အငြိတချင်းကိစ္စတွေမှာပင်မကြီးကလူတွေတော်တော်ဆွတ်ဖက်လာကြတယ်ဒုံးမကိုက်တဲ့တချင်းတွေကိုတီးရီကတောင်းပြီးမထက်မနေရ သူတို့မင်းသမီးတွေကဒီတချင်းနဲ့မှဆိုတာမျိုးတွေလောက်လာကြတယ်။အစိုးဆုံးကတော့တရက်ကိုစမ်းပစ္စည်းတစ်မျိုးစီနဲ့စတိုက်တာပဲဒီနေ့ကြီးနိုင်ကစမ်းပစ္စည်းနောက်တနေ့အင်းစိန်ကနောက်တနေ့အလုံးကနဲ့ဗျာကျွန်တော်တို့မှာဇက်တိုက်ရတဲ့ဈေးကနည်းနည်းစိုင်းတရတဲ့ဈေးကပုံများနေတယ်အမှန်ကတော့ကျွန်တော်တို့ညံ့တာစစ်တူရင်ကစားခဲ့တဲ့ကျွန်တော်ကအကွက်ရွှေ့ခန်းနေရမယ်လုံးလုံးမရမိခဲ့ဘူး1982ခုနှစ်နိုဝင်ဘာ2ရက်နေ့ရရတော့မယ်ကျွန်တော်တို့အငိမ့်အတွက်ဝစ်စုံပြေလေးချင်မယ်နိုဝင်ဘာ1ရက်နေ့ တရင်ကျွတ်လာပြီးနေညကြမှာဆိုင်းပစ္စည်းတွေငှားလို့မရတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကျွန်တော်တို့ကိုရရဆက်ဆက်ရိုက်ချိုးပြစ်လိုက်ပါတော့တယ်ကဲပါဆက်လောက်ကြမလဲလက်ပြန်ရိုင်းမဲ့စီစဉ်ကိုအချိန်နေရအစင်သိမဖြစ်သေးလို့ဆိုပြီးပြန်အပ်လိုက်မလားဒါဆိုလောက်သူတွေဝမ်းသာသွားကြတော့မယ်ကျွန်တော်တို့ကဘယ်လိုစိန်ခေါ်နည်းမျိုးကိုမစိုးကြိုက်တယ်ဖြစ်အောင်လုပ်မယ်အေးကိုယ်လှည့်ကြရင်တော့ခံနိုင်အောင်လဲစူးစမ်းကြဖို့ရင်ထဲကကျိန်းဝတ်တယ်ပါလက်တွေမှာဘာမှမလုပ်ခဲ့ပါဘူး ကိုနိုင်နေတဲ့ပွဲတစ်ပွဲမှာငါးနာမီကွာတွေ့တာလို့မျှော်ခြင်းမှာဘူးစုံကျွန်းကတော့သူစင်စင်မိတဲ့ကိစ္စသူ့မှာတာဝန်ရှိတယ်ဒါမဲ့သူမလုပ်ရမှမသိတော့ဘူးပိန်ပိန်ကတော့ခေါင်းဆောင်တယ်ဒါကသူ့ရဲ့ဝတ်တီပဲပြဿနာတစ်ခုကိုတဲ့တဲ့ရင်ဆိုင်လေးမရှိရှာပါဘူးတရားပေါ်တရားပြစ်ဖို့နေကြရင်တော့ပြီးမှာမဟုတ်ဘူးဒီတော့တိကျတဲ့ဆုံးဖြတ်ချက်တစ်ခုကိုမြန်မြန်ချအကောင့်တွေဖော်ရတော့မယ်ကျွန်တော်ဖြစ်ချင်းမှုကိုအရင်တင်ပြရတယ်မနေ့ပြန်ရိုက်မယ်ညင်ရန်ကိုပြတ်မခံနိုင်ဘူးရအောင်ကမယ် ကျွန်တော်တို့တက်ကတူမှာကတော့ငါတီးပေးခဲ့တဲ့ရွာစားစိန်မြင့်ခိုင်ကိုသွားခေါ်မယ်။အငိမ့်တဲ့ချင်းဂီတတင်ဂီတတွေအားလုံးကျွန်တော်ကအလွတ်ရပြီးသားကျွန်တော်အယူတယောက်လိုရွတ်ဖက်ခဲ့ခြင်းရဲ့အကျိုးဆက်ပါပဲခင်ဗျာ။ရွာစားစိန်မြင့်ခိုင်ကိုကျန်တဲ့တီးပိုင်းသားတွေငှားဖို့ဆက်ပြီးကူညီတောင်းမယ်။ပြီးတော့လိုအပ်လာရင်ကုန်ကြငွေတွေကိုကျွန်တော်တို့ဖာသာခန့်မယ်။အဲ့ဒါလိုဆုံးဖြတ်လိုက်တယ်။ဒါမဲ့ကိုခမောင်မင်းရောပိမ့်ပိမ့်မှာပါငွေကြေးအခက်ခဲရှိနေတယ်။ဒီတော့ကျွန်တော်ရဲ့စီကိုနာရီလေးနဲ့ဆုပ်ချုံရဲ့ဆွဲကြိုးတို့ခင်ဗျာကျွန်တော်တို့နှစ်ယောက်နဲ့ခွဲခွာသွားရရှာပါတော့တယ်။ ကျွန်တော်တို့ဆယ်တန်းကို၄ပါသာကျွန်တော်ဆယ်တန်းကို၄ပါသာဂုံလုံးနှင်အောင်လို့အမေကချိမြင်ထားတဲ့အမှတ်တရနာရီ၄ပါမိမိကိုတော့အခုခံရပါတယ်လို့ညာပြောခဲ့တယ်ကျွန်တော်မိဘတွေကနောက်ထပ်တလုံးဝယ်ပေးနိုင်မှုငွေကြီးလွယ်ကူသူတွေမဟုတ်ခဲ့ပါဘူးကျွန်တော်လည်းဒီအဖြစ်အပျက်ကိုဘယ်တော့မှမိမသွားအောင်ကိုကိုကိုအမြဲတမ်းတိပေးနိုင်ဖို့ဒီနေ့ဒီနာရီလုံးဝမပတ်တော့ဘူးဒီလိုနဲ့ရွာစားစိန်မြင့်ခိုင်ကိုတချင်းနေကုန်ပေးပြီးတဲ့အခါမှာစမ်းပြစီငှားဖို့ ကိစ္စလုံးရပါတော့တယ်စိန်မြင့်ခံညွှန်လိုက်တာနဲ့ကြည်မနိုင်ကရွာစားစိန်ထွန်းအောင်စီရောက်ခဲ့ရပြန်တယ်စိန်ထွန်းအောင်ကအကူညီချင်တယ်အခါကြီးရဲ့ကြီးဖြစ်နေတော့သူ့မှာလည်းအခင်နောက်ဆုံးကျန်တော့တင်းဆိုင်နဲ့ရောက်ခဲ့ရတော့တယ်ကိငန်းထဲမှာအတူပါတွေလိုက်တီးလေရှိတယ်ဆိုင်းရှိတယ်စိန်ထွန်းအောင်ရဲ့တပည့်ဖြစ်နေလို့အဆင်ပြေပါလိမ့်မယ်လို့ညွှန်လင်းပြီးတင်ကြိုင်နဲ့ကျွန်တော်တို့ရောက်ခဲ့တဲ့အချိန်ကည9နာရီရှိနေပြီ။တင်ကြိုင်ထဲမှာအကျွတ်လွတ်ပွဲဆိုပြီးအုတ်ကူတိုင်းရဲ့အပေါ်မှာဖျောင်းနိုင်နေထွန်းထားလိုက်တာ တင်ကြန်ကြီးတစ်ခုလုံးလင်းထိန်နေတော့တယ်။ကျွန်တော်ဆုပ်ချုံတဲ့ကိုကမာမြင့်တို့ကကြံတော့ရဲ့အစုံမှာရှိနေတဲ့လူနေအိမ်စုစုလေးတွေစီကိုဥတီခဲ့ရတယ်။အုပ်ဂူတွေကိုဇဝဲလုပ်ပြီးအရက်ရောင်းနေတဲ့ဆိုင်နေစိန်ပြေးတဲ့ကစားနေတဲ့ကလေးတွေအမြောက်များကိုကြော်ဖြတ်ပြီးမှဆိုင်ပစ္စည်းငှားတဲ့တဲကလေးစီရောက်ခဲ့ရပါတော့တယ်။ကံကအခုချိန်ထိကျွန်တော်တို့ဘက်မှာမရှိသေးဘူးဆိုင်ပွဲထွက်သွားတယ်တဲ့။ဒီနေ့ညတော့ပြန်ရောက်မယ်ဘယ်ချိန်မှမသိဘူးဖြစ်ချင်ရာဖြစ်ထိုင်ဆောင်မယ်လို့ကျွန်တော်တို့ဆုံးဖြတ်ခဲ့တော့တယ်။ဒီလိုနဲ့ပဲကျွန်တော်တင်ချိုင်း မီးတချို့ဇက်ကြီးရှိမှကျွန်တော်တို့တွေငုတ်တုတ်ထိုင်လိုက်ရပါတော့တယ်။မနေ့စားတော့ပါမစားရသေးတဲ့ကျွန်တော်တို့၃ယောက်ရဲ့ bike တွေကအခုမှတချို့ချို့မီးလာတယ်။ဂျန်သေးတဲ့ပတ်စံလေးတွက်ကြည့်လိုက်တော့ဆိုင်းကားဖို့ပတ်စံ၃၀မနေ့ပြန်တီဗီရိုက်တဲ့အခါမှာထွေထွေသုံးဖို့ဖယ်ထားတာက၂၀တတိတိကျကျပိုးနေတဲ့ပတ်စံက၁၀ပဲရှိတယ်။စုံကျုံကကျွန်တော်လည်းနဲ့သွားပြီးတဆိုင်ဆိုင်မှာသွားဆောင်လိုက်ဖို့နဲ့လိုတဲ့ပတ်စံသူထက်ပြေးပေးပါမယ်လို့ဆိုလာတယ်။ဒါမဲ့ဆိုင်းပိုင်းကိုမတွေ့ရသေးရဲ့ကျွန်တော်တို့ဘယ်ကူမှမသွားချင်ခဲ့ပါဘူး။ဒါနဲ့ပဲ မိသူဂျိုဆက်ရှိကကွန်ကရစ်ကြောက်ပြားတွေပေါ်မှာကြောက်ခင်းမိခဲ့ကြတယ်။ကျွန်တော်တို့ကိုပြောပြတဲ့ဆုပ်ချုံကသူတယောက်တည်းပြင်ထွက်သွားပြီးအပြန်မှာတံပေါက်တွေဝင်လာခဲ့တယ်။ကျွန်တော်နဲ့ကိုခမမင်းတို့ကတော့ပြက်လုံးတွေတိုက်လို့ကောင်းနေတာပေါ့။ဆုပ်ချုံဝင်လာတဲ့တံပေါက်သုံးတုပ်ကိုမစားနိုင်ခဲ့ဘူး။၃ယောက်ပေါင်းမှတထုပ်သေးပဲကုန်တယ်။တူတူပြောရရင်ည7:00နာရီခွဲလောက်မှစိုင်းပြန်ရောက်လာတယ်။စိုင်းကားက250နဲ့အစီအပြေခဲ့တယ်လို့စိုင်းတယ်ယူကငွေတပြားတစ်ချက်မှလည်းထပ်မကုန်တော့ဘူး။ ။အကြောင်းကတော့ကြံတော်နဲ့မြမတန်ကနိုင်ငံတစ်ချက်တည်းပဲချားနေလို့ပါပဲ။ဒါပဲဖြစ်ဖြစ်ဇာကနာဖြစ်အောင်တွန်းပို့ခဲ့တဲ့ဒုတိယမောင်းနှင်အားဖြစ်ခဲ့တာတော့အသေးချာပါပဲခင်ဗျာ။တကယ်ကြီးဟုတ်တယ်နော်။ဖမာဒီကလည်းဟုတ်ကဟုတ်မနေဘူး။သူများတွေကအစဉ်ပြေဖို့လေးတို့တောင်မှ ကကောက်မကူညီချင်ဘူးနော်။ဖြတ်ရိုက်ချတာနဲ့တော်တော်ရှုပ်တဲ့လူတွေ။နောက် မြန်မာကြရင်နောက်တစ်ပိုင်းဆက်ပြီးဖတ်မယ်နော်မြန်မာရှိသေးတယ်နော်ယို့ယို့မင်းကကရေမင်္ဂလာပါဖီနစ်ဆောက်ပါမမင်္ဂလာပါကိုနေလင်းဟန်မင်္ဂလာပါမာဂျင်းစ်မင်္ဂလာပါဒါဒီမင်္ဂလာပါနွေမနွေရေမင်္ဂလာပါငါတင်ဆောင်မင်္ဂလာမဘိုးဘိုးမင်္ဂလာလာဖလူမမင်္ဂလာပါအိုင်ကလေးမင်္ဂလာပါအမ်ချစ်လူမမင်္ဂလာပါ မမိပမင်္ဂလာပါခက်ဆူဆူတောင်ပါလေးမင်္ဂလာပါဟုတ်ဟုတ်ကဲ့သူဒရောမာဒီစာဖတ်ပို့တာလေးအဲ့ဒါဖတ်မပို့တော့ဘူးလို့တခါတည်းပဲလာဖတ်ပြတော့မယ်ဆိုခွင့်တောင်းပြီးတော့နှစ်ရက်စနေတနေ့ကနေနှစ်ရက်နောက်နိုင်ပဲဖတ်ပါတယ်မင်းအရင်ဘက်ကတော့စနေနေ့အိပ်ပျော်ပါလို့တနေ့ကနေနေမှာဖတ်တနေ့ကနေနေစီပဲဖတ်နေတာအဲ့ဒီတစ်ပတ်တော့စနေမမေ့ပဲနဲ့ ထပ်လိုက်တာလားလို့ BA B2A1 ဟုတ်ဒီကလာအမ်ကိုနေနေလားမနေနေလားမင်္ဂလာပါတော်တော်မမင်္ဂလာပါအာတန်ဒီတာကိုစမတ်မင်္ဂလာပါမေတ္တာကုန်ဒီမိုးဒီမိုးအရင်အတွက်ညီခဲ့တာအဲ့ဒီဗီဒီယိုကားနေငယ်ပတ်ဖြတ်တဲ့ခဲ့ပြီပေါ့အင်း ်မဆာကြီးလေးမင်္ဂလာပါရိုးစာဂျိုနာမင်္ဂလာပါရိုက်တက်ကလာမင်္ဂလာပါဒေါ်တန်မင်္ဂလာပါကိုကြီးမောင်မင်္ဂလာပါကိုကြီးမောင်မတွေ့တာကြာပြီနေပြီနော်ကိုဝင်းညိုမင်္ဂလာပါ กูยังกูยังเมงลาอังกฤษเมงลาเอลเมงลาบ้าตัวเราไม่เมงลาบ้าเมื่โนเป็นบ้านเมงลาบ้าเมาสวยดูเมงลาบ้า WS เมงเมงลาบ้าให้หนูดูยาวเมงลาบ้า တို့တင်သေးလေမမမောင်းမင်းလာပါသူဒါရှင်မှာတော့ဝဲလို့ပဲပြအဲဆိုရင်မနေ့ဖန်ကြောင်းမှဆက်ပါမယ်အလုံးမဲတတမဆုစုမင်းလာပါသူဒါခေါ်တာကြံသွားရင်လည်းမင်းလာပါ I tell like